ကောင်မလေးတယောက်ကိုတောင်းတာအများကြီးရောက်ဝိုင်းမိအနိုင်ကျင်တာ။ပတ်နေလာတဲ့ကောင်မလေးကလည်းဘာအမလုပ်ခဲ့လဲတော့မသိဘူး။မိမသားတယောက်ကိုဟိုပါရိုက်တယ်ဆိုတာကမိမတယောက်နဲ့အရင်ကိုရှက်เสียကောင်းတဲ့ကိစ္စပေါ့နော်။မြောင်မြအားထားက၆ကเจ้าသူလေးတဦးကိုเจ้าသူလိုက် အုပ်စုဖွဲ့ပြီးတော့ပလိပကဖြစ်တဲ့ဗီဒီယိုဖိုင်လေးအဲ့ဒါလေးမြင်လိုက်တဲ့အခါကျတော့နည်းနည်းလေးစိတ်မကောင်းဘူးပေါ့နော်။အဲ့လိုဆိုင်ရာကြောင်းအုပ်တာဝန်ကဆက်ဆက်မတွေကဖြည့်ဆင်းပြီးမာလိုက်မယ်။ အလုံးမဲမင်္ဂလာပါမျိုးရေ EMK ကျွ channel ကျူသလိုက်ပါရယ်ဒီနေ့တစ်ဆက်ပြင်းတဲ့တင်လေးကအရှံဥမာရေးကြီးတဲ့တင်လေးပြဒီတင်လေးကဘာဖြစ်တယ်လဲဆိုရင်ညောင်မြမျိုးအထက်က grade 6အကြောင်းသူလေးတွေဒီအချင်းချင်းပေါ့နော်ဒီအုပ်စုဖွဲ့ပါရိုက်တဲ့ဒီတင်လေးကလိုင်းမမတော်လေးမှာလူပြောများနေတယ်အဒီအကြောင်းအရာကဘာဖြစ်တယ်လဲဆိုရင်ဒီပါရိုက်ခင်ရတဲ့ကောင်မလေးကပါရိုက်တဲ့ကောင်မလေးနှစ်ယောက်ရဲ့ပေါ့နော်ဒီကိုတီလုံးပုံတွေကို Telegram မှာဖြန့်လိုက်လို့ပေါ့နော်ဒီ video file တွေကိုဖြတ်ဖို့တောင်းဆိုတာမဖြတ်ပြီလို့ ဒီအခုလို soft property တာပေါ့နော်ဒီနေ့မှာတော့ဒီမြန်မြန်မျိုးကအကြောင်းဆီမှာကြီးကြီးကဒီပိုက်ရိုက်တဲ့ကောင်မလေးလေးအိမ်သွားပြီးတော့ဒီပြန်တောင်းမှန်ခိုင်းတာအဲသူတို့တောင်းမှန်တာကိုဒီ video file ရိုက်ထားမယ်ပေါ့နော်ဒါကိုဒီအကျဲမခံပဲဒီအကြောင်းဆီမှာကြီးကြီးကပြန်လာတယ်အဲဒီဖြစ်စဉ်လေးကိုပြောပြတည်ဆက်ပေးထားတဲ့ B file လေးကိုကျွန်တော်မျိုးဖွင့်ပြတည်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီခုတလုံးဝေဖန်မှုတွေလည်းမြင့်တက်နေတယ်။ကျောင်းသူကျောင်းသားတွေမိပါတွေကလည်းတော်လေးမှဒီစိတ်ပူနေကြတယ်ပေါ့နော်။အဲဒီဖြစ်စဉ်လေးကိုဒီဆရာဆရာမတွေနဲ့ဒီတခြားသောမိပါတွေကပြောပြတည်ဆက်ပေးထားတာမို့ အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခွင့်ချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ပြည်ဖန်လေးကိုဆက်လိုက်ရအောင်မင်္ဂလာလည်းမရှိနိုင်ဘူးဒီနေ့လေတာသမီချင်းကိုချင်းစာပြီးရောရင်လာတယ်ပြဿနာရဲ့အဆအဆုံးကတော့ဘာမှန်းတော့မသိဘူးနော်ပါဠိတယောက်ကိုတောင်းတာအများကြီးရောက်ဝိုင်းမိအနိုင်ကျင်တာနော်တပတ်နင်းလာတဲ့ကောင်မလေးကလည်းဘာအမှလုပ်ခဲ့လဲတော့မသိဘူးဒါပေမဲ့ ဝိုင်းပြီးတော့အနိုင်ကျခံရတဲ့မျက်မြင်ကျမတို့မျက်မြင်နေထမ်းမှာမိဖတယောက်အနေမျိုးနဲ့အဲ့ဒီနစ်နာတဲ့ကောင်မလေးကိုစားငါတမီးလေးသာဖြစ်ခဲ့ရင်ဆိုတဲ့စိတ်မျိုးဝင်လာတဲ့အချိန်ကြရင်လေနှလုံးသားကနေပြီးတော့လေတွေးတယ်အဆအဆကြတယ်လို့မျိုးပဲသိလားအဲ့လိုမဖြစ်ရအောင်လေကျမသားတမီးကိုကျမစောင့်ချောက်တယ်နော်စောက်ချမှုပေါင်းများစွာနဲ့ကျမထားထားတယ်ဖြစ်ခွင့်လည်းမပေးဘူးဒီလိုဖြစ်လာရင်လည်းကျမအသက်ချင်းလှဲပြမှာ သိလားအဲ့ဒီတော့ပညာရေးဌာနကဘယ်ဟိုဘယ်လိုပြောရမလဲအဲ့ဒီပြုလုပ်တဲ့ကောင်မလေးတွေကိုမဆုံးမနိုင်တော်လကပအောင်ချင်းအဲ့ဒီရဲ့မိဖတွေရဲ့ကိုင်းကနန်ကြီးလိုပဲဘာမှမပြုလုပ်နိုင်ခဲ့ရင်တောင်မိဖတယောက်ဖြစ်တဲ့ကျမကတော့အဲ့ဒီကောင်မလေးတွေပေါ့နော်တထောက်ပေါ့နော်ဒီရဲ့ကျမတို့ ਨੇ ສົ່ງတွေးခဲ့ရရင်ပတ်သက်မှုမရှိအောင်လို့တော့ကျမအဲ့ဒီပုံနဲ့တော့ကကျမတင်ပြီးတော့ကျမရင်ထဲမှာတော့မှတ်ထားတယ်ရိုင်းဆိုင်တဲ့ ောင်မလေးတွေပေါ့နော်ရိုင်းဆိုင်တဲ့ကောင်မလေးတွေဆိုပြီးတော့ကျမတို့ကတော့အာနာရှင်လည်းမဟုတ်သလိုကျမတို့ကဒီကျမတို့ရဲ့စိတ်ထဲမှာအော်ဒီကောင်မလေးတွေနဲ့ငါသမီးနဲ့စုံစည်းလို့မဖြစ်ဘူးလေနော်ဘယ်လိုပြောမလဲအရင်ရိုင်းဆိုင်တဲ့ကောင်မလေးတွေဆိုပြီးတော့မိဖတယောက်ရဲ့ရင်ထဲမှာကျမလုံနိုင်တာကဒီလောက်ပဲအစွမ်းစားနဲ့လုံနိုင်တာကိုကျမဒါပညာရေးမှုဒါဖြစ်ခန့်ရင်တော့အဲ့ဒီကောင်မလေးတွေကိုမှီနီထားပြီးကြောင်းထုတ်ပြီးတော့ ကျမကလေးထိန်သိမ်းရေးအကြောင်းကိုကျမပို့ပြပါလေ။ဒါပေမဲ့ကျမကဘာမှမဟုတ်တဲ့အတွက်ကျမမိဖတယောက်ကတတ်နိုင်တဲ့ဝင်ပေါ့နော်တတ်နိုင်တဲ့ဝင်နဲ့အဲ့ဒီရဲ့ပြုတ်လုတဲ့ကောင်မလေးဟာဒီရဲ့ ဘဝတစ်ခွေပေါ့နော်ဒီရဲ့အချိန်အတိုင်းတာမှာငါသမီးနဲ့တော့မစုံစည်းနိုင်စေရဘူးဆိုပြီးတော့ကျွန်မအာမခံတယ်အဲ့ဒီပုံတွေကိုလည်းကျွန်မယင်နေအသေးထဲမှာပြုတ်လုံနေတဲ့ကောင်မလေးကိုကျွန်မယင်နေအသေးထဲမှာမှတ်ထားတယ်ဘယ်တော့မှမစုံစည်းစေရဘူးသိလားကျွန်မကတော့ဖြစ်စင်ရတော့ဘာမှန်းတော့မသိဘူးဒါပေမဲ့ပြုတ်လုခံရတဲ့နစ်နာတဲ့မိမိရေနော်ကိုသမီးဘဝလမ်းချောင်းမှာ အမဲဆက်ကိုတော့နောက်လက်ထည့်ငါ့မိရှိပါလားဆိုတော့ငါ့မိငါတို့မိသားစုရှိပါလားဆိုတော့စိတ်မျိုးနဲ့ခွန်အားဖြစ်အောင်ကိုသမီးကိုစောင့်ချောက်ပါကျမကတော့ပြုတ်လုတဲ့လူကိုကျမအပြစ်မပြောချင်ဘူးနော်ပြုတ်လုတဲ့နင့်နာတဲ့မိဖောက်ပဲကျမအပြစ်ဖို့ချင်တယ်ကိုသမီးတယောက်မသိငယ်သွားအောင်ဆောင်ချောက်ပေးပါလို့ထပ်ပြီးဆောင်ချောက်ပေးပါကျမဆိုရင်တော့မရဘူးကျမဆိုရင်တော့အသက်ချင်းလဲပြင်ပါတည်လားကျမကတာသမီးကိုထိကြည့်လိုက် အောင်မင်းမင်္ဂလာပါရှင်ဒီချိန်ကတော့ဒီချိန်ဆူဆူဖြစ်ပါတယ်เนาะဒီနေ့အဲဒီချိန်ပေါ့ Facebook လေးကြည့်ရင်လည်းဒီချိန်ဒီဗီဒီယိုကလစ်လေးတခုတွေ့ခဲ့တယ်ပေါ့ចောင်းသူလေးတယောက်ကိုចောင်းသူလေး2ယောက်3ယောက်កောင်းနေပြီးတော့သူတို့အချင်းချင်းစကားတွေပြောကြတာပေါ့เนาะဖြစ်စဉ်တခုတော့ရှိမှာပေါ့ဒေသတစ်သက်ကိုယ်ရဲ့ဒီချိန်လေးမသိဘူးအဲ့ဒီဖြစ်စင်မှာအဲ့လိုပြောကြနေတဲ့တစ်ဖက်ကကောင်မလေးကိုတစ်ဖက်ကဒီအဖွဲလိုက်ကောင်မလေးရဲ့အုပ်စုကကိုထွိလက်ရကျူးလွန်တာပေါ့နော်ဒါမိန်းမသားတယောက်ကို ိုပားရိုက်တယ်ဆိုတာကဒါဟာတတော်ကိုဟိုဘယ်လိုပြောမလဲဆိုတော့မိမတက်အောင်နေအရင်ကိုရှက်เสียကောင်းတဲ့ကိစ္စပေါ့နော်အဲ့တော့ဒီကလေးငယ်လေးတွေကဒီအသက်ငယ်ငယ်ရွယ်လေးတွေနဲ့ကိစ္စအကြောင်းအရာတစ်ခုပေါ်မှာအသူတို့ဟာပြဿနာတစ်ခုအေးအေးဆေးဆေးဖြေရှင်းခြင်းမရှိဘဲနဲ့သူတို့ရဲ့စိတ်ဆန္ဒအရာကိုတိလေးရောက်ကျူးလွန်နေကိုတိလေးရောက်ကျူးလွန်နေပြင်ကိုသူတို့ကဗီဒီယိုရိုက်ပြီးတော့ဒါကတော့ဘသူကတော့ဒီဖိုင်ကိုတင်လိုက်လေတော့တချင်မသိဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေဖြစ်သွားတယ် ပြဿနာလေးကိုတချို့ကြည့်ရတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့တချို့တို့ဟာမြန်မာလူမျိုးတွေဖြစ်တယ်ဗုဒ္ဓဘာသာလူမျိုးတွေဖြစ်တယ်တချို့တို့ကိုမြတ်စွာဘုရားရှင်ကဟောကြားထားခဲ့ပြီးပြီးသားဟုတ်လားတချို့တို့ငင်းငယ်လေးတည်းသင်ရတယ်38ဖြာမင်္ဂလာပုံမြင်နေရှိတယ်နော်တချို့တို့ဓမ္မတေးတွေရှိတယ်တယောက်နဲ့တယောက်ဘယ်လိုမျိုးချစ်ခင်ရင်းနှီးအောင်နေရမယ်ရိုင်းပြမှုတွေမရှိရအောင်ဒါတွေကတချို့တို့ငင်းငယ်လေးတည်းအကြောင်းနေမှာဆိုရင်လေအာတချို့တို့38ဖြာမင်္ဂလာတို့ဘာလို့ဆိုတော့ကြောင်းနေမှာလေတချို့တို့သင်ပေးတယ်ပေါ့နော်ဒီဗုဒ္ဓဘာသာသင်တဲ့နေမှာဆိုရင်လေတချို့တို့သင်ပေးတယ်ပေါ့နော် အော်ဒီချေရူကဘလောက်ပဲတိုးတက်ခစ်မိပါတယ်ပဲပျော့ပျော့တီချေရူရဲ့နိုင်ငံသည် အခြေခံထားရသည်မြန်မာလူမျိုးဖြစ်တဲ့ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်တဲ့ဒီဖျားဟောထားတဲ့တရားတွေနဲ့အညီတီချေရူဟာကြင့်ကြံနေထိုင်နေကြတဲ့နိုင်ငံဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုအနေထားမျိုးမှာဘလောက်ပဲခစ်တည်စနစ်တည်ပြောင်းမြောင်းတချို့လဲတော်တော်များများလေးလာမြေတချို့လူကြီးတွေကိုယ်တိုင်အစားကလေးတွေကိုဘလို့သူတို့က အယူဆထားထားလဲဆိုတော့အော်ခင်လူငယ်တွေပဲအာခင်မမီဦးအာခင်အဲ့လိုပေါ့နော်ကလေးတီကိုသူတို့ကဟိုလွတ်လပ်ခွင့်ပေးတယ်ဆိုပေမဲ့သူတို့ကိုယ်တိုင်ကမိဘတွေကိုယ်တိုင်ဆာကလေးကြီးကိုဖျက်ဆီးနေတယ်လို့ဒီချေကတော့မြင်မိတယ်ပေါ့နော်ဘလောက်ပဲခင်တွေစနစ်တွေပဲဖြစ်ဖြစ်ခင်လူငယ်တွေပဲဖြစ်ဖြစ်ဒီချေတို့မိဘတွေကတေချာဆုံးမှတုံတင်နိုင်ဖို့လိုအပ်တယ်တရားနဲ့တရားကိုနိုင်တဲ့စင်းနေပြုတ်ငူတာတွေဟဲ့လားနောက်တစ်ခါကျတော့တချို့လိုမသိတော်တဲ့လောက်ရက်တွေပေါ့နော်ဘလောက်ပဲခက်က ိုးတက်ပါတယ်ပဲပျော်ပျော်ဒီကလေးငယ်တွေအနေနဲ့မသိတော်တဲ့လူရက်တွေလုတော့မယ်ဆိုတဲ့ခါမျိုးမိဘတွေကတွန်တင်ပေးဖို့လိုတယ်စုံမပေးဖို့လိုတယ်အဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးမဟုတ်ပဲနဲ့မိဘတွေကိုရင်အစအေးလုံလိုက်နောင်လာတဲ့ပြဿနာငါတို့နောက်မှကြည့်ရှင်းမယ်ဆိုတာမျိုးကကြတော့ယောက်ျားလေးတွေအတွက်တော့ပြဿနာတော့တိတ်တော့မရှိဘူးပေါ့နော်ဒါပုံမှန်အဖြစ်ကတော့ယောက်ျားလေးတွေကတော့ငငယ်လေးတွေကတော့ မြန်မာကြားလေးဆိုရဲအဲသူတို့မှာဒီဇယိလက္ခဏာရှိမိန်းကလေးအနေနဲ့ဒီအသက်အရွယ်လေးတွေမှာဒီလိုမျိုးလေးတွေတယောက်နဲ့တယောက်စကားပြောကြတဲ့အခါမျိုးကိုတိလက်ရောက်တွေကျူးလွန်နေတာကိုမြင်ရပြီးတော့တီချဲတော့တော်တော်စိတ်မကောင်းဖြစ်မိတယ်သိလားခံစားနေရတဲ့ကောင်မလေးဘက်ကလည်းကလေးလေးဘက်ကလည်းဒီချဲကိုချင်းစားတယ်တနာတယ်ဖြစ်စဉ်ဘာဆိုတာတော့အဆအဆုံးမသိဘူးဆိုပေမဲ့တီချဲတနေအားလုံးရဲ့အခြေခံကတော့ ိုးတက်လာတဲ့နေပညာရဲ့ဂျောင်းလိုပဲထင်နေပေါ့နော်ပြီးတော့တိတဲ့အတိုင်းပဲတချို့လူမြန်မာနိုင်ငံမှာရောက်ရှိလာတဲ့ဒီကိုရီးယားကားတို့ထိုင်းကားတို့အဲ့ဒီလူတွေအကုန်လုံးကလည်းဂျောင်းနေမှာအုပ်စုလိုက်နေတိတယ်မလားဟိုဟိုအနိုင်ကျင့်ကြတဲ့အဲ့လိုရုပ်ရှင်ကားတွေလည်းအများကြီးရှိကြတာပေါ့နော်ဒါတွေကိုပဲဟိုတချို့လူမြန်မာလူမျိုးတွေကပဲအတူယူမှားနေသလားတော့မသိဘူးပေါ့နော်ဒါလေးတစ်ချက်လာပြီးတော့မျှဝေတာပါမြင်ပြီးတော့စိတ်မကောင်းလို့လေအဲတချို့လေဒီဗီဒီယိုဖိုင်လေးကိုတွေ့ကြမယ်တော့ထင်ပါတယ်เนาะဒီချက်ဗီဒီယိုဖိုင်လိုက်တော့မတင်ချင်တော့လို့ဒီချက်သူတို့ရဲ့ဟိုပုံလေးကိုပဲ caption လေးတင်ထားတယ်เนาะ ားထောင်ပေးတဲ့သူတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်ဒီ post ကတော့လေမိဘတွေကျွန်တော်ကိုဆက်ကျင်နေဆက်မဆက်ကျင်နေနေတော့မင်းကျွန်တော်တော့ပြောဆက်ချင်တော့ပြောရမှာပဲလေနော်မနေ့ညတော့ငါတော်တော်များများကျွန်တော်ကိုလေမြောင်မြအားထားကာကဆိုလာပါဆိုလာမသိပါဘူးဗီဒီယိုဖိုင်တစ်ခုပို့လာတယ်မင်းကလေးအကြောင်းလူချင်းကြီးအုပ်စုဖွဲ့ပြန်နိုင်ခြင်းနဲ့ဟာတယ်တော်တော်များများပို့လာရကျွန်တော်လည်းခုနမှအားလို့ကြည့်လိုက်တာဟာကလေးလေးရေဟိုနော် ်ထားတော့အဲ့ဒါတော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှမပြောလို့ဦးဒါကတော့မှန်နေမှတည်းအဲ့ဒီမှာရင်လည်းအဲ့လိုမျိုးကိစ္စတွေရာလေဟိုးအရင်တလောတော့စီကလည်းယောက်ျားလေးရုပ်စုဖွဲ့ပြီးတော့အဲ့လိုနိုင်နေတာဖြစ်ခဲ့ဘူးလေနော်အဲ့ဒါကျွန်တော်ပြောချင်တာလေးတခုကလေကျွန်တော်ကတော့အစိုးရကျောင်းတော်ဆစ်စမတွေရောဒီကိုယ်ဝန်ကျောင်းဆစ်စမတွေဘက်ကရောရက်တည်ပြီးတော့ပြောမှာပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဖျားဟောရှိတယ်လက်ဦးဆင်ရမိထိုက်စွာပုပ္ပါစရိယာမိနေပါတယ် ဟုတ်တယ်နော်နောက်တစ်ခုနောက်စကားလေးခွန်မှတ်ထားအောင်အဲ့ဒါကတော့ကျွန်တော်တို့ကိုယ်နဲ့နှစ်မှာ face တင်တဲ့ဆရာကြီးတယောက်ကကျွန်တော်တို့ဆုံးမဖို့တဲ့စကားလေးခွန်ရှိရအမိယုတ်တာနှုတ်ယံကအဖယုတ်တာလယံကတဲ့ကျွန်တော်တို့ကိုယ်နဲ့နှစ်ကနော်အမိယုတ်ကမွေးလို့ရှိရင်နှုတ်ကైရှမ်းကားတဲ့အဖယုတ်ကမွေးလို့ရှိရင်လက်ကရန်ကားတဲ့အဲ့အဲ့ဒါအဲ့ဒါထားမှာတော့အဲ့ဒါအဲ့ဒါပြဿနာပြော တကယ်တမ်းကျတော့လေကျွန်တော်ပြောချင်တဲ့သဘောကလေကလေးတွေရဲ့လိမ္မာရေးစားရှိမှုဟာလေမိဘတွေနဲ့လေလုံးဝ absolutely concerned မယ်မိဘတွေရဲ့ပြုစုပြုဆောင်မှုနဲ့ပဲသက်ဆိုင်တယ်ဆရာရဲ့ပြုစုပြုဆောင်မှုနဲ့မသက်ဆိုင်ဘူးလားလို့မေးလို့ရှင်နည်းနည်းတော့ဆိုင်ပါတယ်ဒါပေမဲ့အရင်ကြီးတော့မဆိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဆိုလို့ရှင်ဒါမှန်တိုင်းပြောတာနော် ကျွန်တော်တို့ဆရာကောင်းသမားကောင်းနဲ့လက်တွေ့ခဲ့တယ်မိဘကလည်းတည်တည်ကြာပြုစုပြုတော်ငယ်ခဲ့တဲ့အတွက်အဲဒီလူလောကမှာပေါ့နော်တေချာရည်တည်နိုင်တဲ့အနေအထားတစ်ခုကိုရောက်လာခဲ့တာလေနော်အခုခေတ်မိဘတွေကလေမနဲ့လင်ကလေးကကျောင်းပုံမယ်ကျောင်းကပြရင်ကျူရှင်ပုံမယ်ရွှင်ပြန်ဗာတင်တဲ့ပုံမယ်ညာတင်တော့9ရက်တလုံးကလေးလဲပုံနေရအဲ့ဒါကျွန်တော်ဟိုတနေ့ကတော့မေးကြတယ်မမတို့9ရက်တလုံးလို့ ဲ့လိုသင်တန်းနေကျင်နေလက်ပုံတော့မတို့ကလေးရရန်နေအစာရတက်တာပဲနော်လို့ဒါပဲကျွန်တော်တို့ငါဆိုလို့ရှင်လေမနက်၈နာရီကျောင်းသွားမယ်ညနေ၃နာရီကျောင်းဆင်မယ်ဆော့ဟာဆော့ကြညစာမှာစာချက်စနေတနင်္ဂနွေဆိုလို့ရှင်လေနားရတယ်လေနော်နားရတယ်ဘယ်ကျူရှိမှလည်းမသွားအောင်လေစာလုံးဟိုပြောပြောရှင်မဲ့လေမိဘနဲ့လည်းနေရတဲ့အချိန်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့စာတက်ခက်ကြတယ်နော်စာတက်ခက်တော့အခုစာသင်နေပြီနော် ်အခုခင်မိပါတယ်လည်းမွေးပြီလို့ရှိရင်လေကလေးတို့လေဘာမှကိုမထိုင်ကြညာဘူးလားမသိဘူးဒီလားအဲ့တော့မိပါတယ်ကတောင်းဝန်ရှိလာပြီနော်ဆက်ကျင်ဆက်မဆက်ကျင်နေကျေးဇူးအိုင်အားလုံးပဲမင်္ဂလာပါခုနမှကြည်လိုက်မိတယ်ဟွာမြောင်းမြမြောင်းမြအားထားက6ကเจ้าသူလေးတအူးကိုเจ้าသူလိုက်အုပ်စုဖွဲ့ပြီးတော့ ပလီပခဖြစ်တဲ့ဗီဒီယိုဖိုင်လေးတွေးလိုက်လို့လေအဲ့ဒါလေးမြင်လိုက်တဲ့အခါကျတော့နည်းနည်းလေးစိတ်မကောင်းဘူးပေါ့နော်အဲ့လိုအုပ်စုဖွဲ့တာကိုမကြိုက်ဘူးလေနော်အုပ်စုဖွဲ့ရင်မကြိုက်ဘူးဟိုကဒီကိစ္စနဲ့ပတ်သက်ပြီးတော့တိကျလဲပဲတိကျကြမသိတဲ့အခါကျတော့ဖြည့်ဆင်းပေးဖို့လိုရတော့ဒီတာဝန်ရှိတဲ့လက်ရှိလက်ရှိဒီသူတို့ဒီအကြောင်းရဲ့ဆိုင်ရာပေါ့ဆိုင်ရာအကြောင်းအုပ်တာဝန်ခံဆက်ဆက်မတွေရာ ဖြည့်ဆင်းပေးပါလိမ့်မယ်အဲ့တော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အကုန်လုံးစိတ်ဝင်စားမှုမြင့်တက်နေတာကိုလည်းသိရပါတယ်ဒါပေမဲ့ဘေးမိတို့တစုံတရာမှရင်းထုတ်ပြန်ခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့ဒီအကုန်မျက်စိမျက်မြင်အရာတော့ကလေးတွေဒီလိုဒီလိုဖြစ်ကြတယ်ဆိုတဲ့ကိစ္စကိုတော့သိရှိရပါတယ်ဒါပေမဲ့မြည်သည့်ကိစ္စကိုမှတရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူးမသိရသေးပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုကြက်ကြက်မတ်မတ်လေးအေးအေးယူဆောင်ရွက်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်နော်အားလုံး ဟုတ်ကဲ့ပါမျိုးရေကျွန်တော်တို့ဘီဖိုင်ဒီလောက်ပါပဲဒီဗျူဖိုင်လေးတွေကတော့ဒီရပိုင်းတွင်းမှာပဲဒီတော်တော်လေးမှာဝေဖန်မှုလည်းမြင့်တက်နေရဲ့ဒီအကြောင်းရင်းဖြစ်စဉ်ကတော့ဒီညံ့ညံ့မျိုးကဒီအာရခ6ဒီအကြောင်းကြမ်းသားလေးဒီဒီပရိပတ်ခဖြစ်ပေါ်တဲ့ဗျူဟန်လေးတွေကိုကျွန်တော်မျိုးပြသက်လေးဆက်ပြီးတော့ဖြစ်ပါတယ်ဒီအခုတလို့ပေါ့နော်ဒီအကြောင်းသူကြမ်းသားလေးရဲ့မိဘတွေကလည်းဒီတော်တော်လေးဒီစိုးရိမ်မှုတွေလည်းမြင့်တက်နေရဲ့ပေါ့နော်ဒီဗျူဖိုင်လေးနဲ့ပတ်သက်ပြီးတော့မျိုးရဲ့အတွက်ကြောင့်တင်ပြဆက်ချက်ကိုကျွန်တော်က comment မှာ message ပေးခဲ့လို့ရလို့ဝေဖန်အကြံပြုနိုင်ပါတယ်ကြာကျွန်တော်တို့ channel နေဝူးတုတက်ရက်ရက်အကြောင်းရင်းနဲ့ ဆယ်လီဒရင်းစစ်တွေကိုမြဲတက်ဆက်ပြီးမှမိုးကျော် channel like ကစကောမြင်စစ် like ကစကောနဲ့ဘေးနဲ့ notify bell လေးကိုဝင်နှိပ်ခဲ့ပေးဖို့ဒါဆိုချင်ပါတယ်ကျော် channel အားဖြင့်ကြည့်ရှုသူတရားချင်းနဲ့ကျေးဇူးများဖြစ်ပါတယ်ဒီပြူဖန်လေးကိုလည်းအများသူငါတည်အောင်လို့ like and share လေးပြုလုပ်ပေးဖို့ဒါဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ပြီးမှပြန်ဆောင်ရမယ်တရား